အော်တိုဘာလ12ရက်နေ့အတွက်တနေတာဟောစရန်လေးလာပါပြီဗျာခုနှစ်သားမီအားလုံးအတွက်တနေတာဟောစရန်လေးဖြစ်ပါလေဗျာမိစေများရဲ့တနေတာမှာကံကြိုးပြရာကောင်းနေတဲ့အလုပ်တွေလုပ်ငန်းတွေကိစ္စတွေတနေတာကံကောင်းလက်ရှင်စီဖို့အတွက်အာပြုဝစ်စင်သုံးဆွဲသင့်တဲ့အကြောင်းလေးတွေတနေတာကံကောင်းလက်ရှင်စီတဲ့ခဏန်းတွေနံပါတ်တွေကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့ လုပ်ငန်းတွေတိုးတက်စေဖို့အတွက်ပြုလုပ်သင့်တဲ့ရည်ရည်အားတနေ့တာကံတရားရဲ့အထောက်ပံ့ရရှိစေဖို့အတွက်လုံဆောင်သင့်တဲ့ရည်ရည်အားလေးတွေစသဖြင့်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါပြီဗျမိစေပေါင်းအေးမြငြိမ်းချမ်းတာယာရှိနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာဒီနေ့2025ခုအောက်တိုဘာလ12ရက် တနင်္ဂနွေနေ့တနေ့သာအတွက်တနေ့သာဟောစတယ်လေးဖြစ်ပါလေဗျဒီနေ့ဟာခုနှစ်သန်းပြီးမိတ်ဆွေများအနေနဲ့မတင်မကြမရေမရာအခြေတည်ဖြစ်နေတဲ့ကိစ္စလေအများကိုဥဆောင်ပြီးတော့လုပ်ကင်ရတဲ့လုပ်ငန်းတွေအများနဲ့တက်ဆိုင်တဲ့ပရဟိတလုပ်ငန်းတွေအသည့်အသည့်သောပြုပြင်ပြောင်းလဲခြင်းဆိုင်ရာအလုပ်တွေပြုလုပ်ဆောင်ရွက်တဲ့သောနေ့ဖြစ်ပါလေဗျဒီနေ့အတွက်ကံတရားရဲ့အထောက်အပံ့ရရှိစေဖို့ဆိုရင်တော့ အပြာရည်ရောင်ရွှေရောင်ညံ့ညပါတဲ့အဝိဇ္ဇာသုံးဆောင်မျိုးကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှင်ဇေတဲ့ကနန်းတွေနံပါတ်တွေကတော့ကိုကနန်းငါးကနန်းတို့ဖြစ်ကြပါတယ်ဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုဖုံးတောက်လေးတစ်ခုနဲ့ ုံးမထောက်တဲ့ဖုံးတောက်လေးပေါ့ဗျာစင်ပြေကဖုံးတောက်လေးတစ်ခုနဲ့တို့ခောက်ပြီးတော့စူတောင်းတင်ပါတယ်ဗျအဲဒီနေ့အတွက်ကန်ပွင့်ကန်မြင့်စေဖို့ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်မာလာဟင်မုံလုံးရေပေါ့ငါပြောကြုံတမျိုးမျိုးလူရန်ဒါနာပြုခြင်းအဖြစ်ကန်ရရရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုစိတ်နှပြချမ်းမှချမ်းသာစွာဖြစ်လေ လိုရာစန္ဒမှန်သမျှပြေဝတော်မူနိုင်ကြပါစေခမညာ